်မင်္ဂလာပါခင်ဗျာဆရာကြီးရွှေဦးတောင်ရဲ့ယူပနန္ဒီဝိတ္ထုအခန်း6ကိုတင်ဆက်ပေးလိုက်ပါတယ်ကျွန်ုပ်မှမူပေါ်ပြခဲ့ပြီးဖြစ်သည့်အတိုင်းယုံစင်းညံဖြင်းသူတယောက်ဖြစ်သည့်အတွက်မိမပြိုတို့သည်ကျွန်ုပ်အားနှောက်ရှက်ခြင်းမပြုဘဲချမ်းသာပေးလျက်ရှိရာပေါ်ဆံမှမူအလွန်တရာရှက်ကြောက်တတ်သောတငယ်တယောက်ဖြစ်၍အချားမိမပြိုတယောက်သည်အကြံအစီရှိသည့်အဟံနှင့် ဘောဆံအနီးသို့ချင်းကပ်၍လာလျင်ဘောဆံသည်ရှက်လက်သည့်အမှုအရာနှင့်ဂူတွင်သို့ဝင်ပြေးလေ၏ဇနတိသည်မိမတို့အားဖယ်ရှားရန်လက်ပြပြီးလျင်ကျွန်ုပ်တို့အားလုံးကိုဂူတွင်သို့ခေါ်သွားရာမောင်စောနာဤမိမမှာထတ်ကြက်လိုက်လျက်ပါလာလေ၏ကျွန်ုပ်တို့ဝင်ခဲ့သည့်ဂူကြီးမှာအလွန်ကျယ်ဝန်းသည့်ဖြစ်၍ အလျားပေတရာကျော်အနံပေ90ခန့်မြတ်ရှိသည့်ပြင်ဂူဤအမိုးတို့မှလည်းလွန်စွာမြင့်ကုန်၏ဂူဝါနှင့်မနီမဝဲတွင်မိဘုံကြီးတပုံကို ဖိုလျက်ရှိရာဇနက်တိသည်ကျွန်ုပ်တို့ကိုမိဘုံအနီး၌ထိုင်စေလျက်အစာရိတ်ခါများကို ယူခဲ့လေ၏ကျွန်ုပ်တို့လည်းအလွန်တရာစာလောင်မွတ်တိတ်လှသည်ဖြစ်၍လူရိုင်းတို့ယူခဲ့သောနွားနို့တို့နှင့် အမဲသားများ တိဥတ္တဖုများကို မြင်းချက်စွာ စားတော့ကြလိဤစားတော့၍ပြီးလျင်ဇနတိသည်ကျွန်ုပ်တို့ရှိရာသို့လာ၍ပြောသည်မှာမောင်တို့သည်ကျွန်ုပ်တို့ ရှိရာအရတ်သို့လာရောက်ကြသည်မှာအလွန်ထူးဆန်းလှပေ၏ရှေးခါကတယောက်တလေလာရောက်သူတို့မှာကျွန်ုပ်တို့ဤထုံးစံအတိုင်းတတ်ဖြတ်၍ပြစ်လိုက်မြဲသာလျင်ဖြစ်လေသည် အမောင်တို့မာမူဘီယမထံမှအထူးအမိန်တော်ရရှိသည်ဖြင့်တပ်ဖြတ်ခြင်းမပြုဘဲခြံလှက်၍ထားခဲ့ကြည်သည်ဟုပြောလျင်ကျွန်ုပ်လည်းဘီယမသည်ကျွန်ုပ်တို့လာရောက်မိအကြောင်းကိုမိခဲ့သို့သိရှိပြီးဖြစ်လေသည်နီဟုမေးမြန်းရာဇနတိကပြုံးရပြီးဥကောင်းကိုယမ်းလျက်ဤရ၌ မျက်စိနဲ့မှမြင်နိုင်သည်နားနဲ့မှကြားနိုင်သည်မမှတ်နှင်ဟုပြောလျင်ကျွန်ုပ်လည်းမိတို့အတိတ်ပဲရှိသည်ကို ကောင်းစွာ နားမလည်ညားတော်လဲထလောင်း၍မမေးဝန်းသဖြင့်စိတ်စိတ်သာလျင် နေရလေ၏ထိုအခါဖိုးကြီးကဆက်လက်၍ပြောပြန်သည်မှာငါတို့ရ၌ဘယင်မအလိုတော်ကိုအလုံးလိုက်နာကြရသည်ဘယင်မသည် အလုံးစုံသိပါသည်ငါလည်း ယခုအမောင်တို့အကြောင်းနှင့်ဆက်လင်း၍အမိန်တော်ခံယူရန်ဘုရင်မထံသွားရမည်ဟုပြောလေ၏ထိုအခါကျွန်ုပ်ကရပောင်းမီမြကြသောအခါပြန်ရောက်ပါမည်နီဟု မေးလျင်သွားရမည်လမ်းသည်ရှုံနုံတို့ဖြင့်အလွန်ထူရက်သည်ဖြစ်၍ငါးရက်ခန့်ကြာလိမ့်မည်ထိုတော်တွင် ကောင်းမွန်စွာ နေထိုင်ရစ်လေ အမောင်တို့အလိုရှိသည့်အရာများရှိခဲ့လျင်ငါဤငယ်သားများအားပြောကြလေအမောင်တို့အားကောင်းစွာစောင့်ရှောက်ကြည့်ရှုရန်ငါမှားထားခဲ့သည်ဘုရင်မထံမှလဲအမောင်တို့အကြောင်းကောင်းသောသတင်းများ ပါလိုက်ရန်ဖခင်မျှော်လင့်ပါသည်တို့ရတွင် ကောင်းကောင်းကြီးစိတ်ချရမည်မဟုတ်သည်အဘဲကြောင့်ဆိုသောဖခင်ဤမိခင်လက်ထက် အဖွားဤလက်ထက်စသည့်အခါကဖခင်တို့ပြည်သို့အခြားသူများလာရောက်ကြသည့်အခါဘုရင်မသည်တေစေဟုအမိန်တော်ချမှတ်တော်မူဘူးသည် ဟု အဖိုးကြီးက ပြောလေသည်ထိုအခါကျွန်ုပ်ကဘယ်နဲ့လဲဖခင်ခမဖခင်မှလည်းအဖိုးကြီးဖြစ်သည်ဖခင်၏အဖွားလက်ထက်၌ဘုရင်မကအမိန်ချရမှာ ထိုအခါကဘယမသည်မမွေးသေးသည် မဟုတ်ပါလောဟုမေးလျင် အဖိုးကြီးသည်ရှေ့ကနီးသူမိမိသားလျင် နားလေသည် အမောင်တို့မှနောက်မှ နားလေကြလိမ့်မည်ဟုသောမျက်နှာဖြင့်ပြုံးရပြီလျင်ကျွန်ုပ်အားနှုတ်ဆက်၍ထွက်သွားလေ၏အဖိုးကြီးထွက်သွားပြီးနောက်ကျွန်ုပ်သည် ပြောသွားသည့်စကားများကိုပြန်လည်စဉ်းစားမိရာ ရှေးအထက်ကျော်ကာရီကဤရက်သို့လာရောက်ဖူးသော အချားပြည်သားများကိုဘုရင်မသည်တတ်၍ပစ်သည်ဟုပြောသွားသည်ကိုတရိယသဖြင့်များစွာစိတ်နှလုံးမချမ်းသာပဲရှိစဉ်မောင်စောနိုင်ကဘယ်နဲ့လဲဦးလေးကျွန်တော်တို့လိုက်ရှာနေတဲ့ဘုရင်မမဟုတ်လားနေရာကျလိုက်တာဦးလေးရဲ့ဟု ပြောလျင်ကျွန်ုပ်မှလည်း ထိုအကြောင်းအရာတို့သည်မဖြစ်နိုင်ကြောင်းကိုယုံကြည်ပြီးတော်လဲမောစောနိုင်နှင့်ညင်းခုန်ရန်အလိုမရှိသည်ဖြင့်စိတ်စိတ်သာလင်နေလိုက်လေ၏ကျွန်ုပ်တို့သည်လူရိုင်းတို့၏လက်တွင်းသို့ရောက်သည့်နေ့မှဆ၍ဒီကြိမ်တစ်ခါမှရေချိုးရသည် မရှိသည်ဖြင့်ရေချိုးလူကြောင်းကိုကျွန်ုပ်တို့၏အဆောင်ဖြစ်သူ လူရိုင်းတယောက်အားပြောရာ ထိုလူရင်းသည်ကျွန်ုပ်တို့ကိုလက်ရက်၍ခေါ်ပြီးလျင်ဂူပြင်သို့ထွက်သွားလေ၏ကျွန်ုပ်တို့လည်း၎င်းလူရင်းနောက်သို့လိုက်သွားကြရာဂူပြင်သို့ရောက်လျင်ယောက်ျားမိန်းမအပေါင်းတို့သည်ကျွန်ုပ်တို့ထွက်လာမည်ကိုစောင့်ဆိုင်လျက်နေကြသည်ကိုတွေ့ရလေ၏ပောဆန်လည်းမိမိအားနန်းရှုံမည်ပြုသောမိန်းမပြိုကိုမြင်လျင်အလွန်တရာရှက်ကြောက်လာသည်နှင့် နှုတ်ဤအနာမှကွယ်လျက်နေရာမိမ့်မပြူမှမူမိမိအားမနှစ်သက်ကြောင်းကိုသိရှိသည်ဖြင့်အကြံကိုလျှော့သည့်လက္ခဏာဖြင့်ထမှန်နှောက်ရခြင်းကိုမပြုဘဲနေလေ၏ကျွန်ုပ်တို့လည်းအလွန်ကြည်လင်အေးမြသောချောင်းငယ်တစ်ခုသို့ရောက်လျင် ရေမိုးချိုးပြီနောက်အရေးအောက်တွင် စကားသမီးပြောလျက်နေကြရာ အဆောင်လောက်သူလူရိုင်းမှာ စကားတခွန်းမှမပြောဘဲ အနီးတွင်ထိုင်လျက်ရှိနေလေ၏။နေဝင်ကြီးဤသဖြင့်ကျွန်ုပ်တို့သည် ပြန်လာကြရာဂူသို့ရောက်လျင်မိထွန်းကျင်ရောက်သည်ဖြစ်၍ဂူအတွင်း၌မိများကို ထိန်ထိန်လင်းအောင်ထွန်းညှိလျက်ရှိသည်ကိုတွေ့ရလေ၏။ထိုရ၌ရင်နမီးခွက်တို့မှအမဲစီတို့နှင့်သာလျင် ထွန်းညှိရလေ၏။ကျွန်ုပ်တို့လည်းမိဘုံကြီးအနီးတွင် ထိုင်ပြီးလျှင် လူရိုင်းတို့ကြွေးမွေးသော အစာတို့ကို စားတောက်ကြပြီးနောက်အဆောင်ဖြစ်သူအားအဲ့လိုကြောင့်နှင့်ပြောပြရာအဆောင်လုတ်သူ လူရိုင်းသည်ကျွန်ုပ်၏လက်ကိုဆွဲပြည်လျင်ကျွန်ုပ်၏အိတ်ခမ်းရှိရာသို့ခေါ်သွားလေ၏ဂူကြီးမှာအထက်တွင်ပေါ်ပြခဲ့သည့်အတိုင်းအနံပေ90အလျားပေ100ကျော်ရှိ၍ တော်မြတ်နာသောအရတ်တို့၌လဲ၆ပေကံမြင်၍၄ပေကံကျဲသောအပေါ့ငယ်များရှိလေ၏အဆောင်ဖြစ်သူလဲကျွန်ုပ်ကို ခေါ်၍အပေါ့ငယ်တစ်ခုတည်းသို့ဝင်သွားရာပေ၂၀ကံသွားမိလျင်၈ပေပတ်လေကံရှိသောအခန်းငယ်တစ်ခုသို့ရောက်လေ၏ထိုအခန်းငယ်၌လဲမိခွက်ထွန်းညှိပြီးရှိသည်ဖြင့်ကျွန်ုပ်သည် အခန်း၏အခြေအနေကိုကြည့်လိုက်ရာ ၎င်းခန်းတွင်း၌အိမ်တော်ပြိဘောကစသည်တို့သည်တခုမျှမရှိပဲအခန်း၏တစ်ဖက်၌သုံးဘေကမြင့်သောကြောက်ကရင်တစ်ခုကိုသာလျှင်တွေ့မြင်ရလေ၏ကျွန်ုပ်တို့သည်ကြောက်မှထွင်း၍ထားသော၎င်းကရင်ကိုကြည့်ရာကရင်မှာလူအိပ်ရန်အတွက်မဟုတ်လူဤအလောင်းထားရန်အတွက်ရည်ရွယ်၍ထုလုပ်ထားသည်ကိုသိရှိရလေသောကြောင့် ကျသိမ်းမွေးညင်းထအောင်တုံလှုပ်မိလေ၏တို့ရတွင်ကျွန်ုပ်မှာထွေနေရ၌ပင် အိယကြီးတော်မီဖြစ်၍ကြောက်စိတ်ကိုပယ်ဖြောက်ပြီးလျင်မလွဲမကင်းသာသည့်အရာကို မတတ်နိုင်ဟုအောက်မိတ်ပြီးလျင် လေမပါလာသောဆောင်းများကို ယူငင်ရန်ထွက်လာလေ၏မိဘုံနာသို့ဆိုက်ရောက်၍ပောဆံနှင့်တွေ့ရာပောဆံမှာအလွန်ကြောက်တတ်သူ ဖြစ်သောကြောင့် မိမိအိမ်ရန်အတွက်ပေးထားသောအခန်းသည်အလွန်ကြောက်ဖွယ်ကောင်းသည့်ဖြစ်၍မအိပ်ဝင့်ကြောင်းထိုအခန်း၌အိမ်ရမည်ဖြစ်လျင်ယခုပင်တည်၍သွားစေ အိပ်တော်မည်မဟုတ်ကြောင်းပြောပြလျင်ကျွန်ုပ်နှင့်အတူလိုက်အိပ်ခွင့်ပြုပါဟုတောင်းပန်ရာကျွန်ုပ်မှာတယောက်တည်းအိမ်ရမည်ကိုကြောက်လျက်ရှိသည်နှင့်ဝမ်းမြောက်စွာ ခွင့်ပြုလိုက်လေ၏အခန်းတွင်သို့ရောက်လျင် ပေါ်ဆန်သည်ဂရင်အနီးတွင် အိပ်၍ ကျွန်ုပ်မှာဂရင်ပေါ်၌အိယာ၎င်းဂရင်မှာအလောင်းစင် ဖြစ်သည်ဟု စိတ်၌ထင်မှတ်ရင်းစွဲရှိသောကြောင့်လားမသိအရှင်လက်လက် မြေမြုပ်ခံရခြင်းမသေးမီခေါင်းထဲသို့တွင်းလိုက်သဖြင့်အသက်ရှူကျက်ခြင်းစသဖြင့်ကြောက်ကဆက်အိမ်မက်များကို မြင်မက်မိလေ၏အိယာမနိုးလေလျင်ခရာမှုတ်တံကိုကြားရသဖြင့်မိုးလင်းချောင်းကိုတိရှိရ၍ ဂူပြင်းတို့ထွက်ပြေးလျင်ယမန်နေ့ကချောင်းငယ်ရှိရာသို့ရေချိုးရန်တွားကြလေ၏ရေချိုးပြီးနောက်ဂူတွင်းတို့ပြန်လာ၍နာနက်စာစားတော့ကြပြီးတော့စကားသမီးပြောဆိုလျက်ရှိကြစဉ်အသက်40ကျော်အရွယ်ရှိမိန်းမတစ်ယောက်သည်အမတ်တမက်ခြေသာမကြအောင်လာရောက်ပြီးလျင် ပေါ်ဆံကိုဖက်ရန်နန်းရှုပ်လျား ပောဇာမမိမတို့နှင့်ဆက်လင်း၍အလွန်ရှက်တတ်သောသဘောရှိသည်ဖြစ်၍လူများတို့ရွှေ့တွင်မျှမကမိမိ၏ဆရာသမားရှေ့တွင်ပင်ဤကဲ့သို့ပြုလုပ်ခြင်းများကို ခံရသဖြင့်လွန်စွာရှက်လာသည်ဖြစ်၍အမလေးလောက်ပါအောင်ပြဟဲ့ကောင်းပါကြီးနင်းဘာလုပ်မလို့လဲကြော့ပါရဲ့ဆရာရဲ့ကျွန်တော်ကစရတာမဟုတ်ပါဘူး သူကကျွန်တော်ကိုတမင်လာလောက်တာပါကျွန်တော်ဟာဒါမျိုးလက်တစ်ခါမှမလုပ်ဘူးပါဘူးဆရာရဲ့စသဖြင့်ပြောလျက်ရုံးဖယ်ထွက်ပြေးလေကျွန်တော်တို့မှာထိုကဲ့သို့မိမကစတင်၍လူတို့ရှိတွင်ပြုလုပ်ခြင်းမှာမသိင်လျော်သည်ဖြင့်မျက်စိရှက်လှတော့လေပေါ်ဆန်ဤအမှုရာကိုမြင်ရသည်ဖြင့်ရေမောမိလေအနည်းတွင်ရှိသော အချားမိမ့်မပြိုတို့မှလည်း ဝိုင်းဝန်း၍ရေမောကြရာကာယကံရှင်မိမကြီးမှာမိမိအားရှက်လောက်အောင်ဤကဲ့သို့ညှင်းဆန်သည့်အတွက်လူအများတို့ ရေပွဲဖြစ်ရသည်ကို အလွန်တရာဒေါသထွက်လျက်စိတ်မကြေချမ်းနိုင်ပဲအသားများဆက်ဆက်တုံအောင်ရှိရစ်လေ၏ကျွန်ုပ်တို့သည်ထိုမိမကြီး၏အမျက်ကြီးသောအမူအရာကိုမြင်ရသည့်အခါ ပေါ်ဆန်သည်ဤမြလောက်ရှက်တတ်သောသဘောမရှိခဲ့လျင်တော်လီစွာဟုအောက်မေ့ပြီးလျင်ထိုမိမသည်ကျွန်ုပ်တို့၏အသက်ကိုရန်ရှာတော့မည်ဟု တွေးထင်မိလေ၏ဤကဲ့သို့ကျွန်ုပ်တွေးထင်သည့်အတိုင်းလဲဟုတ်မှန်ကြောင်းကို ရှေ့တွင် တွေ့ရမည်ဖြစ်လေသည်မိမကြီးလည်းအလွန်တရာ အမျက်ထွက်သောအမှုအရာဖြင့်ဂူပြင်းသို့ထွက်သွားလျင်ပေါ်ဆန်သည်ပြန်လာလေ၏ ဘောဇံပြန်လာသည့်အခါကျွန်ုပ်သည်အဆောင်လုပ်သူ လူရင်းတို့အားဘောဇံမှာတားမရရဘူးကြောင်းရဘူးသည့်တားမရနှင့်လည်းမသိမ့်မတင့်ရှိသည့်အတွေ့မိမဆိုလျင်အလွန်တရာ ကြောက်ရွံ့လျက်ရှိကြောင်းများကိုကြံစီပြောဆိုပြီးမိမပြိုတို့သည်ရခင်ကအဖြစ်ကိုတရိယသဖြင့်ဝိုင်းဝန်းရေမောကြတော်လဲယောက်ျားလှုပ်သူတို့မှာပောဇံ၏အမှုရာသည် ၎င်းတို့တစ်မျိုးလုံးကို မလေးမစားပြုလုပ်ခြင်းဖြစ်သည်ဟုသဘောရရှိဟန်လက္ခဏာဖြင့်စကားတခွန်းမြပြန်မပြောဘဲအိန္ဒိယနှင့်သာနေကြကုန်၏ပောဇံမမူအနီးနားသို့ မိမတယောက် လာလျင်ပင်ယခင်ငါကဲ့သို့ပြုကြေတော်မူဟု အောက်မေ့လျက်နေမထိထိုင်မထိရှိရှာလေ၏နနက်စာစားတော့ပြီးသဖြင့်ကျွန်ုပ်တို့သည် မြို့နေမြို့ကင်းစသည်တို့ကို ကြီးစုလိုသည်နှင့်ထွက်လာခဲ့ကြရာထိုရ၌ယောက်ျားတို့သည်ထွန်ရက်လောက်ကန်ခြင်းကိုပြုကြလျက်မိမတို့မှအလောက်ကန်မလုတ်ဖဲငိမ့်ညမ်းစွာ နေလေရှိကြသည်ကို တွေ့မြင်ရလေသည်ထိုရ၌မွေးမြူသောတိရစ္ဆာန်မှာအထက်တွင်ပေါ်ပြခဲ့ပြီးသောနွားမွေးရှည်များသာလျင်ဖြစ်ရာ၎င်းတို့မှဝင်းတင်ရန်တော်၎င်း လေယာလောက်ကံရံတော်၎င်းအတုံးကြ၍၎င်း၏အသားနှင့်နှုတ်တို့မှလည်းအမဲသာနွားနှုတ်တို့ကဲ့သို့ပင် စားတော့ရလေသည်၎င်းတိရစ္ဆာန်တို့မှအလွန်တရာပေါများသဖြင့်စကြက်တို့တွင် အမြောက်အများ ကျက်စားလျက်ရှိကြလေ၏မောင်စောနိုင်ဤမိမဖြစ်သူလဲမောင်စောနိုင်အနီးမှ မခွဲမခွာပဲထัจက်လိုက်ပါလျက်ရှိရာ ကျွန်ုပ်တို့သည် ထိုတိုင်းပြည်ဤဒလိထုံးစံများကိုမေးမြန်းကြည့်ရှုကြလေ၏၎င်း၏အမည်မှာမေတ္တာမဟုခေါ်တွင်လျက်အတိတ်ဘယ်မှာရွှေသောအစင်းရှိသူဟုရရှိလေသည်ထိုပြည်၌တရားဥပဒေဟု၍ရေးသားလျက်မရှိဒလိထုံးစံအတိုင်းသာလျှင် စီစဉ်ဆုံးဖြတ်လျက်ရှိလေသည်အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တစုတစုလျင်ဖခင်ခေါ်ခံရသူတယောက်ရှိလျက်၎င်းမှာမိမိအစုတွင်တရားသူကြီးပင်ဖြစ်၍အပြစ်ရှိသောသူတို့ကို အသက်ဆုံးရှုံးအောင်စီရင်တတ်လေသည်အပြစ်ရှိသောသူကိုအသေးတတ်သည့်အခါမိကဲ့သို့တတ်ပါသည်နီဟု ကျွန်ုပ်ကမေးမြန်းသောအခါမေတ္တာမက ရှင်တို့တနေ့တော့မြင်ရပါလိမ့်မယ်ဟု ပြောလေ၏ အဆိုပါအစုမှရှွန့်နွန်တို့ဤအလဲတွင်တောင်ကြီးများရှိသည့်အရ၌ဂူများဖောက်ထွင်းလျက်တောင်တောင်လျင်အစုတစုကြနေထိုင်လိရှိကြောင်းအစုအပေါင်းတို့ကိုလည်းဗြင်မကပိုင်ကြောင်းဗြင်မဤအာနာကိုလည်းမိသည့်အစုကဖြစ်စေပယ်ဝန့်သည် မရှိကြောင်းပယ်လန်သောသူတို့လည်းအသက် ဆုံးရှုံးမြဲဖြစ်ကြောင်းတို့ကိုလည်းကြားသိရလိမ့်၏ ကျွန်ုပ်ဒီ၎င်းဘီယမအီအကြောင်းကိုမေတ္တာမအာမင်းများမြန်သည့်အခါဘီယမမှာနှစ်နှစ်တစ်ကြိမ်သုံးနှစ်တစ်ကြိမ်သာလျင် အခြားအစုများသို့တွားရောက်တော်မူကြောင်းဆိုခဲ့သောအစုတို့သည်ဆယ်စုများရှိ၍တစုလင်လူဦးရေတစ်ထောင်များရှိကြောင်းဘီယမနေထိုင်သောအစုတို့လည်းတမညာလူတို့မတွားဝင်ကြောင်း တွားရောက်ရသည့်လမ်းခီတို့မှလည်းအလွန်ခဲရင်လသည်ဖြစ်၍လူတိုင်းတို့မသိရှိနိုင်ကြောင်းဘုရင်မ၌လည်းတတ်တော်ဆောင်မှစ၍အချွေအယံအမြောက်အများရှိရာ၎င်းတို့မှစကားလည်းမပြောတတ်နားလည်းမကြားသူများဖြစ်ကြောင်းဘိမသည် အခြားအစုများသို့ထွက်တော်မူသည့်အခါမျက်နာမှဆ၍တကိုယ်လုံးကို အဝိတ္တုဖြင့်ပတ်ချုံ၍ထားသည်ဖြစ်ကြောင်း တခြားဆင်းရဲသားတို့မမြင်ရကြောင်မြင်မှုသူတို့ကလည်းဘယင်မသည်နတ်သမီးတပွဲအလွန်တရာအစင်းလှသည် ဟုပြောဆိုကြကြောင်အချို့သူတို့ကလည်းဘယင်မသည်ဆင်းရဲသားတို့အနက်မှ လင်တယောက်ကိုရွေးကောက်ပြီးလျင်တမီးမိန်ကလေးမွေးသည့်အခါလင်ယောက်ကြားကိုတပ်ပစ်လိုက်ကြောင်ထိုတမီးကလေးကြီးပြင်း၍မိခင်နတ်ရွာဆန်သည့်အခါမိခင်ဤအရာကိုဆက်ခံသည်ဟု ပြောဆိုကြကြောင် မိမိမာမူမိသူပြောသည်ကိုယုံကြည်ရမည်မသိဖြစ်ကြောင်းစသဖြင့်မေတ္တာမသည် ထိုတိုင်းပြည်ဤအဖြစ်အပျက်ရာဇဝင်တို့ကို ပြန်ပြောသဖြင့်ကျွန်ုပ်တို့မှာများစွာအံ့ဩလျက်နားထောင်ကြရလိမ့်ဤဤကဲ့သို့အကြောင်းအရာတို့ကိုကြားသိရသည်ရှိသောကျွန်ုပ်သည်မစင်စားတတ်အောင်ဖြစ်ပြီးလျှင် ပေစာတွင်ပါရှိသောအကြောင်းအရာတို့သည် အမှန်ပင် ဖြစ်လေသလောဟုယုံမတန်တရမကင်းအောင် ရှိလေ၏မောင်စောနိုင်ပါမူပထမလာစဉ်အခါကပင် ထိုအကြောင်းအရာများကို ကောင်းစွာယုံကြည်ပြီးဖြစ်သည့်အပြင်ယခုတဖန် တွေ့မြင်ကြားသိရပြန်သော အကြောင်းအရာတို့မှလည်းထပ်တူထပ်မြပင် ဖြစ်သည်ဖြင့် ဤတိုင်းပြည်သည်ကကျွန်ုပ်တို့လိုက်ရှာနေသော တိုင်းပြည်ဖြစ်၍ထိုပြည့်ရှင်ဘုရင်မသည်လည်းကျွန်ုပ်တို့ တွေ့လိုသောဘုရင်မပင်ဖြစ်သည်ဟုယုံကြည်လျက်ရှိလေ၏။ပောဇာမမူမကြုံဘူးမတွေ့ဘူးသော အရာများကို တွေ့ကြုံရသဖြင့်အပင်ပန်းခံစဉ်းစားခြင်းမပြုဘဲဖြစ်လို့ရာဖြစ်စေတော်ဟုသောသဘောထားနှင့်နေလေ၏။ မော်တော်ဘုတ်မောင်းကလားမှာမူလူရိုင်းတို့ကလည်းမျက်နှာသာမပေးသဖြင့်တနေ့လုံးဂူတွင်တွင်ကုတ်လျက်ထိုပြည်သည်ငရဲပြည်ဖြစ်သည် ထိုပြည်၌နေထိုင်သောသူတို့မှလည်းလူစင်စစ်မဟုတ်မကောင်းဆိုးဝါးများသာ ဖြစ်သည်ဟု အောင့်မေ့မိရှာ၏ဤသို့နေထိုင်ရ၍လေးရက်မြတ်ကုံလွန်ခဲ့လျင်နဗ္ဗန္တိဘယင်မဤထာမ အဖိုးကြီးပြန်လာမည်ဖြစ်သောနေ့ဖြစ်လေ၏ထိုညနေ၌ကကျွန်ုပ်တို့သည်တသက်တွင်မမေ့နိုင်လောက်အောင်ထူးဆန်းအံ့ဩဖွယ်ကောင်းသောအဖြစ်အပျက်တို့ကိုတွေ့ကြုံရလေသည်ကျွန်ုပ်တို့သည်ညသာစားတောက်ကြပြီးနောက်မိဘုံအနီး၌ထိုင်လျက်စကားတခွန်းမှမပြောကြဘဲရှေးဟောင်းနှောင်းဖြစ်များကို ပြန်လည်စဉ်းစားလျက်ရှိကြစဉ်မောင်စောနိုင်ဤခင်မွန်းဖြစ်သူ မေတ္တာမှာမှလဲကျွန်ုပ်တို့အနည်းတွင်ထိုင်လျက်ရှိလေ၏မေတ္တာမှာလဲမိဘုံကိုစိုက်လျက်ကြည်နေရမှမိမိကိုယ်ကိုတဖြည်းဖြည်းရင်းရင်ပြီးလျင်မောင်စောနိုင်ဤမျက်နာကိုစိစိကြည်လျက်မင်္ဂရဘာသာဖြင့်တခြင်းတစ်ပုဒ်ကိုတိဆိုလေ၏၎င်းတခြင်းဤအတိတ်ပဲမှာကျမသည်ရှင့်အားဆောင်းဆိုင်၍နေရသည်မှာကြာလှလေပြီ။ ကျမဒီရှင်အားမြင်လင်းမြင်ခြင်းပင်အတက်မြမကချစ်ခင်ပါသည်ရှင်ဤရုပ်အစင်းမှာလဲလူနှင့်မတူနတ်သားတမြပင်ကြည်၍မကြီးအောင်ချောလာပါပေသည်ယခုခါ၌ကကျမတို့နှစ်ယောက်သည်တဦးကိုတဦးအထူးပင်မေတ္တာတက်ဝင်ကြကြသည်တို့ရတွင်တနေ့သောအခါရှင်သည်ကျမထက်အစတရာမကချောလာသောသူကိုမြင်ရသည့်အခါ ကျမကိုဆွန့်ပြစ်၍သူနှင့်နေလိမ့်မည်ဟုကျမစိတ်၌ထင်မြင်မိပါသည်ထိုအခါ၌ရှင်သည်ကျမအားချစ်ရင်းစွဲသဖြင့်မခွဲခွာလိုတော်လဲအချားမိမ့်မ၏အစင်းသည်အလွန်တရာချောမောလာသည်ဖြစ်၍အစင်းရှိရာသို့ပါကြတော်မူစသဖြင့်တီဆိုလျက်ရှိရာမှတချင်းကိုရုတ်တရက်ဖြတ်ပြီးလျင်မောင်ဘက်သို့လှည့်၍ ဟောဟိုမှာရှင်တို့မမြင်ကြဘူးလားဟုမေးရာကျွန်ုပ်တို့သည်မေတ္တာမှာလှဲ့ရာတို့ကြည့်ကြတော့လဲဘာကိုမျှမမြင်ရတော့ဘဲမောင်အတိပြည်လျက်ရှိသည်ကိုသာ တွေ့မြင်ရလေကျွန်ုပ်တို့သည်ဘာမျှပင်မတွေ့မမြင်ရတော့လဲညေခါဖြစ်သည်လဲတကြောင်းထိုရက်သည် အလွန်ထူးဆန်းသောအရက်ဖြစ်၍ကျွန်ုပ်တို့ဤစိတ်မှာလဲနှလုံးမခိုင်စေလောက်အောင် ရှိနေသည်လဲတကြောင်း မေတ္တာမာဤအမှုအရာမှာလဲအခါတိုင်းနဲ့မတူအမှုအရာ क्वे ပြလက်ရှိသည်လဲတကြောင်းတချင်းဤအတိတ်ပဲမှာလဲထူးဆန်းလှသည့်ဖြင့်တီးဆိုသည့်အတန်မှာလဲညင်ကြီးတွာတွာရှိသည့်ဖြင့်စိတ်နှလုံးတုန်လှုပ်ဖွယ်ရှိသည်လဲတကြောင်းကြောင့်ကျွန်ုပ်တို့သည်ပောင်ဘက်သို့လှဲ့ကြည့်၍တစုံတရာကို မျှမမြင်ကြရတော့လဲကျသိမ်းဝင်းညင်းထားလျက်ရှိကြရာပေါ်ဆံလဲကျွန်ုပ်အနီးသို့ တဖြည်းဖြည်းတိုး၍လာလေ၏ကျွန်ုပ်တို့သည်မြည်သည်ကိုကြောက်ရွံ့သည်မသိဘဲလျက်ချက်သိမ်းမွေးညှင်းထအောင်တုန်လှုပ်သည်နှင့်မေတ္တာမအားဘာကိုမြင်သလဲဟုမေးရာမေတ္တာမသည်မှောင်ဘက်သို့စိုက်၍ကြည့်နေရမှ တကိုယ်လုံးတုန်လှုပ်ပြီးလျင်မိန်မောမေ့လျော့လဲကျသွားလေ၏မောင်စောနိုင်မှာမေတ္တာမအား အကယ်ပင်ချစ်ခင်လျက်ရှိသည့်ဖြစ်၍ယူရပိုက်ထွေးမေးမြန်းခြင်းကို ပြုပါတော်လဲမေတ္တာမာမာ9မိနစ်ခန့်တတိမရပဲရှိလေ၏၎င်းနောက်တတိရ၍လာသဖြင့်မောင်စောနိုင်ကအကျိုးအကြောင်းမေးမြန်းရာမေတ္တာမာသည်သဘင်များကို ပြင်၍ထုံးပြလျင်မမေးပါနဲ့ကိုစောနိုင်ရဲ့ကျမမြင်တာကိုမပြောပြရစေနဲ့ ျမပြောရင်လဲရှင်တို့ကြောက်ရွံ့တာရှိမှာပါပဲဟုပြောပြီးနောက်တဖန်မောင်စောနိုင်ဤမျက်နှာကို အလွန်ကျင်နာလှသောမျက်နှာထားနှင့်စိတ်စိတ်ကြည်လျက်လက်နှစ်ဖက်ဖြင့်ကင်ပြီးလျင်မိခင်သည်အလွန်ချစ်ခင်လှသောတားငယ်အားနန်းရှုံပြီးတကယ်သို့မေတ္တာမသည်မောင်စောနိုင်ဤနဖူးကိုနန်းရှုံ၏၎င်းနောက်မေတ္တာမကပြောသည်မှာ ကိုစောနိုင်ရဲ့ရှင့်ကိုကျမအင်မတန်ချစ်ခင်ပါတယ်နော် ရှင်လဲအတိသားမဟုတ်လားကျမကွယ်လွန်သွားတဲ့နောက်တခါတလေညများတရေနို့လို့ရှင့်အနာဆန်းကြည့်လိုက်လို့ကျမအကို မတွေ့တဲ့အခါကျတော့တင်းကလေးတော့သွားရှာပြီလို့အောက်မေ့ရစ်ပါနော်ဟဲ့သို့တော်လဲနောင်ခါလာနောင်ခါစေတဲ့နောင်ရေးကို မတွေးပါဘူး အခုအတူတကွနေကြရတဲ့အခါပျော်ပျော်ရွှင်ရွှင်နေကြဖို့ရှိတာပဲမဟုတ်ဘူးလားရှင်ကိုစောနိုင်